အားလုံးပါမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီခဏတော့ grade level english unit 6က as if as though 60 grammar b ကိုအတူတူလေ့လာကြည့်ကြရအောင်ကျွန်တော်ရဲ့ channel လေးကနေ grade 10 level 12နဲ့ပတ်သက်တဲ့များအင်္ဂလိပ်စာသင်ခန်းစာတွေရဲ့တခြားပြင်ပကအင်္ဂလိပ်စာသင်ခန်းစာများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို subscribe မလို့ရသေးရင်ဥစွာ subscribe လုပ်ပေးဖို့တောင်းဆိုပါရစေဒါဆိုရင်ကျွန်တော်တို့ as if as though လေ့လာကြည့်ကြရအောင် as if and as though okay as if in as though a congestion as if na as though ha zigazet တွေပါတဲ့ used to make comparison ဒီနိုင်ရှင်မှုတွေပြုလုပ်တဲ့နေရာမှာပြောတဲ့ zigazet တွေဖြစ်ပါတယ်တဲ့ they have similar meaning သူတို့မှာတဲ့သူတို့မှာအတိပဲတူအတူညီတဲ့အတိပဲရှိပါတယ်တဲ့သူတို့အတိပဲကတော့အတူတူပါပဲ as if as though ဆိုတော့ကဲ့သို့ဆိုတဲ့အတိပဲပေါ့နော် align key like နဲ့လည်းအတိပဲအတူတူပါပဲခင်ဗျာ as if and as though are used to talk about an imaginary situation as if ne as though ကိုတဲ့ imaginary situation စိတ်ကူးရင်နဲ့တကယ်မဟုတ်တဲ့အခြေအနေတွေကိုပြောဖို့သုံးတယ်တဲ့ although မဟုတ် a situation that may not be true မမှန်ကန်တဲ့အခြေအနေတွေကိုဖော်ပြဖို့လည်းသုံးတယ်တဲ့ဘာသာပေမဲ့ this is likely or possible အဲဘယ်လိုပြောမလဲဖြစ်လဲဖြစ်နိုင်တယ်ပေါ့နော်ဖြစ်လဲဖြစ်နိုင်တယ်ဒါပေမဲ့မမှန်ကန်တဲ့အခြေအနေမျိုးတွေတော့မဟုတ်စိတ်ကူးရင်မျိုးတော့မှပြောကျင်တဲ့အခြေအနေမျိုးတွေကို as if နဲ့ as though နဲ့ရေးပြီးတော့မှသုံးပါတယ်တဲ့ for such a situation ဒီလိုမျိုးအခြေအနေတွေကို unreal in unreal tense မမှန်ကန်တဲ့ tense ဖြစ်တဲ့ past or past perfect ကိုကျွန်တော်တို့ကအသုံးပြုပါတယ်တဲ့ကျွန်တော်တို့ if ဒီ condition နဲ့မှာဒီဒီ tense တွေကိုသုံးတာပေါ့နော်ကိုမဖြစ်နိုင်တဲ့ကိစ္စတွေမှာ if i were a bird ဆိုတာမျိုးငါငယ်ထိတဲ့ကောင်ဖြစ်ခဲ့မယ်ဆိုတာမျိုးစစ်ကူးရင်ပြီးတော့မှ imaginary situation တွေကိုကျွန်တော်တို့က past tense ဖြစ်တဲ့ were ဆိုတဲ့သုံးတာ past perfect လည်းဒီတိုင်းမှာပဲ ဒါကြောင့်မို့ဒီနေရာမှာကိုက imaginary situation စကူးရင်ပြီးတော့မှတကယ်မဟုတ်တဲ့အခြေအနေတွေကိုဖော်ပြဖို့ရန်မမှန်ကန်တဲ့အခြေအနေတွေကိုဖော်ပြဖို့ရန်တော့ဖြစ်နိုင်တဲ့အခြေအနေတွေကိုဖော်ပြဖို့ရန်လဲဒီ as if တို့ as though တို့ကိုတုံးပါတယ်တဲ့ခင်ဗျာ as if is more common than as though as if ကိုတော့ as though ထက်ကိုပိုပြီးတော့မှအသုံးများပါတယ်တဲ့ example ကြည့်ကြရအောင် the golden rod pagoda or jade tio sitting atop a huge huge ဖြစ်ရမှာကျွန်တော်လည်း happen နေရမ်းမားတယ်ခင်ဗျာ HUGE ပါ A huge boulder appears as if as though it were about to fall off the edge of a cliff as if ရဲ့အနောက်မှာကျွန်တော်တို့ရေးထားတဲ့ tense single ကိုကြည့်လိုက်အောင် where it were about to fall off the edge of a cliff တောက်တောင်ဇွင်းရဲ့ဒီအစွန်းကနေကျတော့မဲ့အတိုင်းနော် about to ဆိုတာကျတော့မလို့ပုံစံကြတော့မလို့ကဲတော့ပုံပေါ်နေတာတဲ့အဲ့တော့ as if as though ဒီသူ့ရဲ့ tense ကက emergency situation မမှန်ကန်တဲ့အခြေအနေကိုပြောရနာကြောင့်မို့ဝယ်ရလို့တုံးတာဖြစ်ပါတယ်တဲ့ကျွန်တော်ဒါကြီးအတိတ်မှမပြန်ပြတော့ဘူး text တိုင်းမှာလည်းကျွန်တော်ပြန်ထားပြီးပါပြီ Mimi yawn repeatedly yawn ဆိုတော့အာတန်းတာ Mimi ကတဲ့ထက်ခါထက်ခါအာတန်းနေတာတဲ့ as if or as though she has not slept last night မနေ့ညကသူမအိပ်ခဲ့ရတဲ့အတိုင်းပဲသူထက်ခါထက်ခါအာတန်းနေတာတကယ်သူ ိတ်ခဲလဲအိတ်ခဲမှာပေါ့မိတ်ခဲလဲမိတ်ခဲဘူးပေါ့နော်သူကြက်ကမနေညမိတ်ခဲတဲ့အတိုင်းပဲဒါ emergency situation ပေါ့နော်ဒါမှမဟုတ် likely or possible ဖြစ်လဲဖြစ်နိုင်တာပဲဗျာသူညမိတ်ခဲတာဖြစ်လဲဖြစ်နိုင်တာပဲအဲ့တော့ဒီလိုမျိုး tense ကိုကျွန်တော်တို့ကဘာနာမည်သုံးလဲဆိုတော့ past simple လဲသုံးတယ်ဒါမှမဟုတ် past perfect လဲသုံးပါတယ်တဲ့ okay ဒါဆိုရင်ဆင်နေသွားပြီလို့ထင်တယ် sv s do အနောက်ကလိုက်တဲ့ verb t ကျွန်တော်တို့က bad 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 tense ဖြစ်ရမလဲဆိုရင် past past တဲ့ဒါမှမဟုတ် past perfect ကိုသုံးတယ် imaginary situation နေမှာ ပြောတာเนาะ imaginary situation မဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကကိုထင်တဲ့ဖြစ်နိုင်တဲ့အခြေအနေတွေလည်းပြောလို့ရပါတယ်။ Okay ဒါဆိုရင် Isabel sorry exercise ကိုလုပ်ကြည့်ကြရအောင် Rewrite the sentences use the as if as though in the words given in brackets ီစာကြောင်းတွေကိုပြန်ရေးပါတဲ့ S နဲ့ F2 ကိုတုံးပြီးတော့မှပြီးရင်ဂွန်းထဲမှာပေးထားတဲ့စကလုံးတွေကိုတုံးပြီးတော့မှ SF နဲ့ S2 ကိုရေးပေးပါတဲ့ The first one is stand for you as an Isabel ပထမတစ်ခုကိုလို့ထားပေးပါတယ်တဲ့ Isabel ကြည်စံမလို့တော့ပါဘူးခင်ဗျာတခါတည်းကျွန်တော်တို့ရေးလို့ရပါတယ် Number 1 Tears sitting still what's our any moments သူကတဲ့သူမဟာငြိမ်ငြိမ်လေးထိုင်နေတာ what's our any moments ဘာလို့ရှာမှုမှမလုပ်ဘဲနဲ့ငြိမ်ငြိမ်လေးထိုင်နေတာတဲ့ be a statue ကြောက်ရုံတိုင်းပဲ YouTube ကြီးတိုင်းပဲအဲအဲ့လိုအဲ့တော့ကျွန်တော်တို့ဘယ်လိုရေးပြမလဲသူဟာ YouTube ကြီးအတိုင်းပဲသူညင်ညင်လေးထိုင်နေတာအဲ့တော့ဘယ်လိုရေးမလဲကျွန်တော်တို့ She is sitting still without any movements as if or as though she were a statue အဲ့တော့ဒီနေရာမှာ she were လို့ခေါ်တယ်ကျွန်တော်တို့ imaginary tense and real tense ဖြစ်တဲ့ were လို့သုံးလိုက်ပါတယ် you was she was လို့မသုံးပါဘူးကျွန်တော်တို့ကမဖြစ်နိုင်တာကိုပြောချင်တာကြောင့်မို့ तू आर सेव सॉरी सेव လို့မြတ်သွားကြီး YouTube တခုကလုံးဝဖြစ်နိုင်မှုလीဗျာမဖြစ်နိုင်တာကိုဖော်ပြချင်တာကြောင့်မို့ were လို့သုံးတော့ပါဒီနေရာမှာ click တဲ့အမေးရတဲ့ဆရာအဲ့မှာ have been ကိုရေးလို့မရဘူးလား ဟာဘေးလဲတုံးလို့ရတယ်ဆိုပေမဲ့ကျွန်တော်တို့ကအရှိက test နဲ့ relieving ဖြစ်အောင်ရေးရမယ်နော်ကျွန်တော်တို့ကဒီဘက်မှာ vat 1ဆိုရင်ဒီဘက်က vat 2နဲ့ရေးတာကအတင့်တော်ဆုံးပါပဲနောက် sentence တစ်ခုကိုကြည့်ကြအောင်ကိုကြီး ate his lunch greedily ကိုကြီးဟာသူ့နေ့လေစာကိုလောဘတကြီးစားနေတာ not eat for day ရေပုံများစွာသူမစားခဲ့တဲ့အတိုင်းပဲလို့ရေးမှာပေါ့အဲ့တော့ကိုကြီး ate his lunch greedily as if or as though he had not eaten for days အဲ့မှာသူတို့လည်းမေးတယ်အာဆရာဒီမှာကျတော့ဘာဖြစ်လို့ had not eaten လို့ရေးတာလဲဘာဖြစ်လို့ဝဲ sorry uh, he did not he did not eat လို့မေးတာလဲသူကမေးကြတယ်ဒီမှာကြတော့ကျွန်တော်တို့က past tense ကြောင့်မို့တစ်ခက်က past perfect ကိုသုံးတာလို့သူတို့ပြောရတယ်ခင်ဗျအဲ့တော့ဒီမှာကဘာကြောင့်လဲဒါမှ relevant ဖြစ်မှာသူမစားထားတာကအရင်ကိုကျွန်တော်တို့က perfect tense နဲ့အမြဲတမ်းအရင်ဖြစ်တာကြောင့်မို့တစ်ခက်ကဘတူကနောက်မှဖြစ်တာကိုအဲ့တော့သူကမစားထားတာမစားထားလို့ ခုလောဘတကြီးစားနေတာအဲ့လိုမျိုးယူဆကြတယ်ကျွန်တော်ကတစ်ဖက်က past tense ဆိုရင်တစ်ဖက်က past perfect တစ်ဖက်က present ဆိုရင်တစ်ဖက်က past လို့ယူဆပြီးတော့မှရေးတာဖြစ်ပါတယ်။ Okay ဒီနေ့မှာ did not is လို့တိုးရင်ရတယ်ဆိုပေမဲ့မတင်တော့ပါဘူးခင်ဗျာ။ Okay number 3 the patient lot if too many pay လူနာဟိုကြည့်တာရန်ကိုဖြောဖြီကိုဖြစ်နေတာတဲ့ will collapse လဲပြူတော့မယ့်အတိုင်းပဲ။ Okay အဲ့တော့ the patient lot if too many pay as if or as though he or she would collapse ဒီနေ့မှာကကြတော့ကျွန်တော်တို့က yeah, what collapsed do you there? Know, uh, but do what have what have collapsed? Hello, you don't know. You know, if condition and a yemen so she what do you learn? Okay. He screamed in great fright to children the town or like there, sugar or like there. See a ghost. The city guy will be there time. At all, he screamed in a freak, great fright as if or as though he had seen a ghost today. Okay. My friend Susu spends a lot of clothes on cosmetics, be a I I was sorry. billion, millionaire. know millionaire. Okay, my friend Susu spends a lot of money on clothes and cosmetics as if as though she was a millionaire. Okay, she was a millionaire. She was a millionaire. Was a millionaire. No likely or possible. She was a millionaire. She was a millionaire. She was a millionaire. yeah, ja okay. Nili <laughs> lost worried do something wrong. Nili ha, kitiara so you know, madu kuku malok ha ne dule, no, okay. Nili lost worried as <laughs> if he did something wrong. Tiba ka present past don't be da ba, okay. The old man and the little boy are very fond of each other, be father and son. Po ne, the lunge li ha, ta pa mẹ me te kudeo da cha jare, okay. The old man and the little girl are very fond of each other as if or as though they were father and son. Tiba ha, အင်းတားလို့ပဲမဖြစ်နိုင်ဘူးလीလာနော်ဝယ်ရသုံးနာဖြစ်ပါတယ် what's လဲသုံးလို့မရဘူးဒီကြောင့်ပေါ့ပါ okay the man is climbing the coconut palm via monkey အဲ့လူကတဲ့အုံးပင်ကိုတက်သွားတာများမျက်တကောင်တိုင်းပဲ the man is climbing the coconut palm as if he was a monkey ဒီနေရာမှာကျွန်တော်တို့ဝယ်ရသုံးနာကောင်းဆုံးပဲခင်ဗျဝယ်ရသုံးနာကောင်းဆုံးပဲခင်ဗျကျွန်တော်ဒီမှာပြင်ပြမှာမယ်ခဏလေးပါ โอเคကျွန်တော်ပြင်လိုက်ပါပြီကျွန်တော်ဒီမှာမပြင်ထားမိတာပါကျွန်တော်ဒီ typing လုပ်တဲ့ခါလဲကျွန်တော်ကတိရမလားဟို copy paste လုပ်တာဆိုတော့ဗျာတချို့ဟာတွေပျောင်းမိတာမျိုးဖြစ်တတ်တယ်ဒါကြောင့်မို့ပါအဲ့တော့ SLO SLO he were a monkey သူကမျက်တော်ကောင်လုံးဝမဖြစ်နိုင်ဘူးလေဗျာဒါကြောင့်မို့မဖြစ်နိုင်တဲ့ imaginary situation ကိုပြောချင်တာโอเคနောက်တစ်ခု mom is always fuzzing over me fuzzing over me ဆိုတာအရန်အရေးပေးလွန်းတာကိုအရန်ကြီးစိတ်လွန်းတာကိုပြောတာဒီနေရာမှာ fuzzing ဆိုတာကကြီးများတာမဟုတ်ဘူး အမေကတဲ့ကျွန်တော်ကိုကျမကိုလက်တကယ်ဆိုတော့ကျမကိုအရန်ကိုအေးပေးလွန်းတယ်ဂရုစိုက်လွန်းတယ်နော်ဂရုစိုက်နေနေတကဘာမှမလိုဘဲနဲ့ဂရုစိုက်ရတာဘေးကလက်တကယ်အဲကောင်းမလေးတယောက်လို့ခလိမလေးတယောက်လို့ပဲအဲ့တော့ my mom is always fussy over me as if or as though I were a little child a little girl ခုတော့ तू က electrical မဟုတ်တော့ဘူးလေဗျာ तू ကအေရောက်နေလို့ तू ရဆောက်လို့ပေါ့ဒါကြောင့်မို့အမေဟာကျွန်တော်ကိုကျမကိုတဲ့တကယ်ခလိမလေးတိုင်းပဲကျမကို အရေးပိလို့နဲ့ကိစ္စလို့နဲ့မလိုအပ်တဲ့အရာတွေအရန်ကိုကိစ္စလို့နဲ့လို့ပြောချင်တာဖြစ်ပါတယ်။ Okay ဒါဆိုရင်တော့ဆင်ပြေးသွားလိမ့်မယ်လို့ထင်တယ်။ဆင်ပြေးဒီများကိုလည်းကျွန်တော်ရဲ့ comment box မှာဝေယျမှတ်ချက်ပေးပေးပါ။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုပြန်လည်ဆုံးတွေ့ကြရအောင်။အပတ်မကြည့်ရင် channel လေးကို like and subscribe လေးလုပ်ပေးဖို့မြတ်တရားခံပါစေခင်ဗျာ။ Bye bye ။